ဒီမိုကရက်တစ်မြန်မာအသံ DPP ရဲ့အော်တိုဘားလ29ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းမှာစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်အရတားပြည်သူတွေထိခိုက်ဒေဆုံးခဲ့ရတဲ့သတင်း။မြင်းချအချင်းထောင်မှာစေကူတာခွင့်အလုံးအလောက်မရလို့နိုင်ငံရေးအကျဉ်းသားတယောက်ကွယ်လွန်သွားတဲ့သတင်းနဲ့ရွေးကောက်ပွဲအသုံးစရိတ်တွေကိုစစ်ကောင်စီလက်အောက်ခံကော်မရှင်ကတုံ့ပြန်ပြင်ဆင်တတ်မှတ်လိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ ရခိုင်ပြည်နယ်ပုံနေကျုံမြို့အခြေစိုက်ဖြူစင်ရင်ကွင်းဖောင်ဒေးရှင်းက14နှစ်ရွယ်ပရာဟိတလူငယ်လေးတယောက်လူနာတော်တန်စင်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက်အော်တိုဘာ26ရက်မှာတေဆုံးခဲ့တယ်လို့သိရပါတယ်။တေဆုံးသူမှာဖြူစင်ရင်ကွင်းဖောင်ဒေးရှင်းကအသက်14နှစ်ရွယ်မောင်ထင်းအောင်ဟင်းဖြစ်ပြီးကုနောင်ချေရွာကလူနာတယောက်ကိုအကူအညီပေးဖို့သွားစဉ်မှာစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ပြစ်ခတ်တိုက်ခိုက်တာခံရပြီးတေဆုံးခဲ့တာပါ။အခုတေဆုံးသွားတဲ့မောင်ထင်းအောင်ဟင်းဟာသူ့အသက်17နှစ် ွယ်ကလေးကဖြူစင်ရင်ကွင်းဖောင်ဒေးရှင်းမှာပရာဟိတအလုပ်တွေကိုလုပ်ကိုင်နေသူဖြစ်ပါတယ်ရခိုင်ပြည်နယ်အားမြို့ကိုလည်းအောက်တိုဘာ26ရက်နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကချက်တိုက်လျင်20နဲ့4ချောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလေးတယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးနေအိမ်တချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ် မကွေးတိုင်းပခုတ်ကူမြို့နယ်မှာလဲညောင်ချစ်ပင်ပြူရွာကနေစစ်ကောင်စီတပ်ကအောက်တိုဘာ26ရက်မိုးတက်7နှစ်လောက်မှာပြည်အံရွာဘက်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်လို့ပြည်သူ3ယောက်ထဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ မန္တလေးတိုင်းမြင်းချံမြို့နယ်ရှိမြင်းချံအတင်းထောင်ကနိုင်ငံရေးအတင်းသားကိုချမ်းမီဟိန်ကွယ်လွန်သွားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအတင်းသားများကွန်ရက် PPNM ကအောက်တိုဘာ29ရက်မှာထုတ်ပြန်ပါတယ်။နိုင်ငံရေးအတင်းသားကိုချမ်းမီဟိန်ဟာမြင်းချံအတင်းထောင်ထဲမှာဖမ်းဆီးခံရစေကြောက်ကအသေးချောက်အသေးရောင်အတဝါယောဂါတွေခံစားနေရပြီးအတင်းထောင်ထဲမှာဆေးဝါးဆော့ရှောက်မှုမလုံလောက်တာကြောင့်အောက်တိုဘာ16ရက်အသက်29နှစ်အရွယ်မှာကွယ်လွန်သွားခဲ့တာပါ။ကိုချမ်းမီဟိန်ဟာ905က ြီးဆက်သွယ်ရေးပုံမှန်ဖောက်ခွဲလက်နက်မှုစတဲ့ပုံမှန်တွေနဲ့မတရားဖန်ဆီးခံခဲ့ရပြီးထောင်ဒဏ်15နှစ်နဲ့6လချမ်းမှခံထားရသူဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိအကျဉ်းထောင်တွေမှာစေဝါဆောင်ရှောက်မှုမလုံလောက်တာနဲ့အရေးပေါ်စေကူတက်ခွင့်မရတာတွေကြောင့်ကြဆုံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားပေါင်း28ယောက်အထိရှိနေပြီလို့ PPNM ရဲ့စီးရင်တွေအရသိရပါတယ်။ ။လာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဩဇာခံရွေးကောက်ပွဲကော်မရှင်ကနေပြီးကိုစလဲလောင်းတို့ရဲ့ရွေးကောက်ပွဲအသုံးစရိတ်ကိုတုံ့ပြန်ပြင်ဆင်ထားတဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေများတတိယအကြိမ်ပြင်ဆင်တဲ့ဤဥပဒေတွေကိုအောက်တိုဘာ26ရက်ကထောက်ပြန်ပါတယ်။ပြင်းစင်ပေးလိုက်တဲ့ဤဥပဒေအရလာမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီအသီးသီးကကိုစလဲလောင်းတွေအနေနဲ့ရွေးကောက်ပွဲအသုံးစရိတ်အဖြစ်ငွေချက်သိန်းပေါင်း300 တိုင်းသားလူမျိုးကိုစလဲလောင်တွေအနေနဲ့ငွေကျပ်သိန်းပေါင်း930ခွင့်ရမှာဖြစ်ပါတယ်။ကိုစလဲလောင်တွေအနေနဲ့ရွေးကောက်ပွဲကုန်ကျစရိတ်တွေကိုတတ်မှတ်ရက်အတွင်းသက်ဆိုင်ရာရွေးကောက်ပွဲအဖွဲ့ခွဲတွေမှာတင်သွင်းရမှာဖြစ်ပြီးတတ်မှတ်ရက်အတွင်းမတင်သွင်းမှာကခုံဖွဲ့ဖွဲ့စစ်စေးကအရေးချင်းပြက်ရင်းသူတွေဖြင့်ကြေညာခံရမှာလည်းဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထောက်ပြထားပါတယ်။ တနင်္ဂနွေလပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ် NCA 10နှစ်ပြည့်အလုံးယုံဆွေးနွေးပွဲကနေနိုင်ငံရေးစီးပွားရေးနဲ့ NCA ဆိုင်ရာအကြံပြုချက်63ချက်ရရှိခဲ့တယ်လို့စစ်ကော်မရှင်အဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောပါတယ် NCA 10နှစ်ပြည့်အခမ်းအနားပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးပြည်လဲသုံးတတ်ခြင်းအစည်းအဝေးကိုအောက်တိုဘာ24ရက်ကနေပြီးတော့မှပြုလုပ်ခဲ့တာမှာ ပြည်တော်စုငင်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာပြည့်ကပြောကြားခဲ့တာပါ အလုံယုံဆွေးနွေးပွဲကနေအကြံပြုချက်63ချက်ရရှိခဲ့ကြောင်းနဲ့လူငယ်တွေငြိမ်းချမ်းရေးကိုစိတ်ဝင်စားတာတွေ့ရကြောင်းအာတာချက်အာနာချက်တကိုပြန်လည်သုံးသပ်ပြီးနောက်ပြုလုပ်မဲ့အခမ်းအနားတွေမှာဖြည့်ဆည်းဆောင်ရွက်သွားမယ်လို့ဒူပိုတိုဂျီရာပြေကပြောပါတယ်။ပြည်တွင်း73စီစီးတွေတည်င်း၄ပတ်ဆက်တိုက်ပြန်ကြဆင်းလာပြီးဓာတ်ဆီ60နှစ် run တလီတာကိုကျ2900အောက်ကိုရောက်ရှိလာပါတယ်။73စီတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကထုတ်ပြန်တဲ့73စီရည်ညွှန်း စည်းနှုံးတွေအရဓာတ်ဆီ60 run တလီတာကို2680ကျ65 run တလီတာကို2960ကျဒီဇယ်တလီတာကို2380 premium ဒီဇယ်တလီတာကို2900ကျရှိပါတယ်လက်ရှိကျဆင်းလာတဲ့လောင်စာစည်းစည်းနှုံးတွေဟာနှစ်လအတွင်းအနှိမ့်ဆုံးဈေးတန်းကိုပြန်ရောက်ရှိလာတာဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာပထမပတ်တီတလီတာကိုကျ3000ဝန်းကျင်မှာပဲအတက်အကျရှိနေခဲ့တာပါပြည်တွင်း73စည်းစည်းတွေကိုကော်မတီကတတ်မှတ်ရမှာ စင်ကာပူ MOPSC နှုတ်ကိုအခြေခံတာဖြစ်ပေမဲ့လက်တလုံးမှာ MOPSC ကမြင့်တက်နေတာပါ